မန္တလေးက Sky Villa Condo ရဲ့မတမာမှုတွေထွက်ပေါ်လာ။ကဲပရိသတ်ကြီးတို့ရဲ့အခုရပိုင်းတွင်ဖြစ်သွားခဲ့တဲ့ငလျင်ကြီးကတော့မြမရာဇဝင်မှာပြောလို့လဲဆုံးမှာမဟုတ်တလို့မျက်စိမှိတ်လက်ယုံနဲ့ပြီးသွားမဲ့ဖြစ်စဉ်လဲဟုတ်မနေခဲ့ပါဘူး။အလုံးတီးကြတဲ့အတိုင်းနှစ်ပေါင်းများစွာကြာပြီးတာတောင်ဘာမှဖြစ်မနေတဲ့မြင်းငလျင်ကရာဇုနှစ်တစ်ခုကြာပြီးမှမြမနိုင်ငံအလဲပိုင်းကိုဗဟိုပြူပြီးလောက်ကတ်ခဲ့တာဟာလူသားအလုံးရဲ့ကံကြမ္မာကိုမိနစ်ပိုင်းအတွင်းပြောင်းလဲသွားစေခဲ့ပါတယ်။ဒီလိုမျိုးပျက်စီးဆုံးရှုံးမှုတွေကြားထဲမှာမန္တလေး၊စကိုင်း၊ပြည်မနာ၊ကြောက်စဲ အင်းလေးနဲ့တခြားသောမြို့ကြီးတွေမှာလှုပ်ခတ်သွားခဲ့ပေမဲ့လည်းရွှေနှမ်းမြို့ပါလို့တတ်မှတ်ထားခဲ့တယ်။နမ်းမြို့ရိုးတွေရဲ့အမွေနှစ်ပြတဲ့မန္တလေးကတော့အတော်လေးကူမှမြို့ပြကြီးတစ်ခုလိုပျက်စီးသွားခဲ့ရပါပြီ။အဲ့လိုမျိုးပျက်စီးမှုတွေတဲကမှလုံခြုံရေးတွေကို200ရာခိုင်နှုန်းအမခံပါတယ်ဆိုတဲ့မန္တလေးမြို့ရဲ့အကြီးဆုံးကွန်ဒိုကြီး Sky Villa ကတော့အတော်ကိုရုံးလုံးမလှဖြစ်နေခဲ့ရပါပြီ။ကွန်ဒိုကြီးကိုစတင်ဝယ်ယူခဲ့တဲ့အချိန်တည်းကကွန်ဒိုပိုင်ရှင်လင်မယားဟာမြင်းကလင်းနဲ့ပဲပတ်သက်ပတ်သက်ဘလို့ဘေးအန္တရာယ်တွေနဲ့ပဲဖြစ်ဖြစ်ဘာမှမဖြစ်စေဖို့အမခံပြီးလက်ဝယ်ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုးဝယ်ယူပြီးတဲ့အခါမှာလဲကွန်ဒိုအကမ်းပေါင်းရာနဲ့ချီကိုငွေကြေးအမြင့်အမားနဲ့ရောင်းချနိုင်ဖို့အကောင်းဆုံး facility တွေကိုစင်ရင်ပြီးငါးဓာတွေရောင်းဓာတွေပြုလုပ်ခဲ့ကြပါတယ်ကွန်ဒိုရဲ့ဖွဲ့စည်းပုံကတော့အလျားလိုက်ထထဲဝဝခန့်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 နဲ့ဆောက်လုပ်ထားပြီးလုံခြုံရေးနဲ့ပတ်သက်လာရင်လဲအပြောတင်မဟုတ်ပါဘူးလို့ယုံရအောင်ဆောက်လုပ်ထားခဲ့တာပါဒါပေမဲ့လေမြင်းကလင်တန်ရှိတိခံနိုင်ပါတယ်ဆိုပြီးအမကန်ဆက်လုပ်ထားတဲ့ဒီကွန်ဒိုကြီးဟာဧပြီလ28ရက်နေ့နေ့လယ်12နာရီဝင်းကျင်မှာပဲအကုန်လုံးကိုမိနစ်ပိုင်းအတွင်းပြောင်းလဲပစ်လိုက်နိုင်ပါတော့တယ်။ ဒီ၁၁လွာရှိတဲ့ကွန်ဒိုကြီးကအလျားလိုက်အလွာတစ်ခုချင်းစီပြိုကျသွားခဲ့တာဖြစ်တယ်လို့၁၁လွာမှာ၅လွာလုံးကမြေကြီးထဲနေဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီပျက်စီးမှုတွေကြောင့်ပဲပျက်စီးဆုံးရှုံးမှုတွေများခဲ့ရတယ်လို့အခုအချိန်ထိအသေးအပြောက်တွေကလည်းအဆက်မပြတ်ဖြစ်နေသေးပဲဖြစ်ပါတယ်။ဘေးနားကနေကြည့်ရှုနေကြတဲ့သူတွေကတော့ဒီလောက်ကြီးတဲ့ကွန်ဒိုကြီးကမြင်းငလင်တန်ရှိတိခံနိုင်တယ်ဆိုပြီးအခုလိုမျိုး9တသမ9လောက်ပဲလှုပ်သွားခဲ့တာအနေငယ်ပျက်စီးယိုရင်းသွားတာပဲဖြစ်တင်ပါတယ်ဆိုပြီးဝိုင်းပြောနေခဲ့ကြတာပဲဖြစ်ပါတယ်။ အရာပြင်ကွန်ဒိုပိုင်ရှင်ဘက်ကလည်းဘာကိုမှတိတိကျကျတာဝန်ယူဖြည့်ရှင်းနေခြင်းမရှိပဲလွတ်ရလွတ်ကြောင်းခေါင်းဆောင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားနေကြရပါတော့တယ်။တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်ဒီဖြစ်စဉ်အကောင်လုံးဟာတတိုက်ဆက်ဆိုင်တဲ့မတမာမှုတစ်ခုဖြစ်နေခဲ့ပြီးကယ်ဆယ်ရေးတွေအနေနဲ့ကလည်းဆက်လက်ရှာဖွေခြင်းမလုပ်တော့ပဲရန်နာသွားပါမယ်လို့အကြောင်းပြန်ခဲ့ကြတာပါ။ဒီလိုအချက်တွေကြောင့်ပဲ Sky Villa ဟာပို့ပြီးတန်တရားဖြစ်ပွဲရှိလာခဲ့တယ်လို့ကွန်ဒိုကြီးရဲ့အောက်ခြေမှာလည်းမြေအောက်ကမ်းလို့မာဆက်တွေဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းတွေကလည်းတက်လာခဲ့ပါတယ်။ ဒါကြောင့်ပြည်သူတွေကဒီလိုမျိုးအာမခံတွေပေးပြီးအခုလိုမျိုးပျက်စီးသွားတော့မှ dead body တွေကိုတောင်ထုတ်ခွင့်မပေးပဲပြစ်ထားလိုက်တော့မယ်ဆိုရင်တမင်တကာများအကွက်ကျစီစဉ်ပြီးအရှင်လက်လက်မြေမြုပ်ဖို့စဉ်းစားထားခဲ့တယ်လားဆိုတဲ့မေးခွန်းတွေမေးလာကြပါတော့တယ်။အချို့ကြတော့လေဒီလိုမျိုးဖြစ်ရှင်းချက်တွေကိုတိကျမဖြစ်ရှင်းနိုင်ဘူးဆိုရင်တရားစွဲသွားပါမယ်ဆိုပြီးလည်းပြောနေကြပါတော့တယ်။ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်ကိုဘယ်လိုမြင်ကြပါသလဲခင်ဗျာ။